အားလုံးပဲမင်္ဂလာပါ Digital Genius ကနေကြိုဆိုပါရစေ။အခုဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေအားလုံး AI ကိုနေ့တိုင်းနေ့ပါအသုံးပြုကြလိမ့်မယ်လို့ထင်ပါရစေ။ AI ကိုမေးခွန်းတွေမေးမယ်၊ကိုယ့်ရဲ့ project တွေလုပ်ခိုင်းမယ်၊ marketing plan တွေဆွဲခိုင်းမယ်၊ essay တွေရေးခိုင်းမယ်၊စသဖြင့်မျိုးစုံသုံးမှုကြပါလိမ့်မယ်။ဒါတွေက AI ကနေကိုယ့်ကိုပေးတဲ့ကောင်းကျိုးတွေဖြစ်ပါရစေ။ကျွန်တော်တို့တမိုင်းတစ်ချက်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်နေပညာတွေအားလုံးကဒါသာနှစ်ဖက်ယူဆောင်လာပါရစေ။အဲ့ဒီနေပညာတွေကြောင့်ကောင်းတဲ့အကျိုးကျေးဇူးတွေရှိတယ်လို့မျိုးဆိုးကျိုးပြီးတဲ့ side effect တွေလည်းပဲအများကြီးရှိပါရစေ။အဲ့တော့ AI က အရင်နည်းပညာတွေနဲ့နှိုင်းယှဉ်မယ်ဆိုလို့ရှိရင် impact ပိုပြီးကြီးပါတယ် AI ကြောင့်ကောင်းတဲ့နေရာမှာ impact ပိုပြီးကြီးမားနိုင်တယ်လို့မျိုးဆိုးတဲ့နေရာမှာလည်းပဲသူ့ရဲ့ impact ကပိုပြီးကြီးမားနိုင်ပါတယ်ဒါကြောင့်မလို့ AI နဲ့ပတ်သက်ပြီးတော့မှာအုံနောက်ပညာရှင်တွေစိတ်ပညာရှင်တွေကလေ့လာဆင်းသက်မှုတွေပြုလုပ်ခဲ့ပါတယ်အမေရိကရဲ့အကောင်းဆုံး university တွေထဲကတစ်ခုလို့ဆိုနိုင်တဲ့ Massachusetts Institute of Technology က research scientist တွေကဒီ AI အသုံးများတယ်ဆိုလို့ရှိရင်အုံနောက်ပေါ်မှာဘလို့တည့်ရမှုရှိလဲဆိုတာနဲ့ပတ်သက်ပြီးတော့လေ့လာဆင်းသက်မှုတွေပြုလုပ်ခဲ့ပါတယ် သူတို့တွေဘာတွေကိုဘယ်လိုလေ့လာစမ်းသပ်ခဲ့လဲသူတို့ရဲ့စမ်းသပ်မှုတွေကနေဘာတွေတွေ့ရှိခဲ့လဲ AI ကိုများများသုံးရင်အလွန်ကျွံသုံးရင်ကျွန်တော်တို့အုံနောက်ကိုဘယ်လိုသိရမှုတွေရှိနိုင်လဲအခုမှလေ့လာသင်ယူကစားကလေးတွေလူငယ်တွေအနေနဲ့ AI ကိုအလွန်ကျွံသုံးမယ်ဆိုလို့ရှိရင်အုံနောက်ပေါ်မှာဘယ်လိုစိုးကျိုးတွေရှိနိုင်လဲဆိုတဲ့အကြောင်းအရာတွေကိုနိုင်ငံတကာကအုံနောက်ပညာရှင်စိတ်ပညာရှင်တွေရဲ့လေ့လာစမ်းသပ်မှုတွေကိုအခြေခံပြီးတော့မှဒီဗီဒီယိုမှာမျှဝေပေးတော့မှာဖြစ်ပါတယ် ChatGPT is going to potentially increase your risk of dementia. This is a study that came out. MIT found a 47% collapse in brain activity when people wrote with ChatGPT. Can you're both masters of the brain. I mean, you've probably scanned more brains than and you invented the Boltzmann machine. So my question is, what are your concerns? If you misuse these large language models, like using it as a convenience to speed things up, your brain's going to go downhill. There's no doubt about that. What about children? We have the sickest young generation in history because of cell phones, social media. And I think AI is much more dangerous. What advice would you give as it relates to AI and other things outside of AI that we can do to have healthy brains? MIT ကနေလေးလာဆန်သက်ခဲ့တဲ့သူတို့ရဲ့ project name ကတော့ Your Brain on ChatGPT ဆိုပြီးတော့သူတို့ဒါလေးလာဆန်သက်ခဲ့တာပေါ့နော်။အဲ့တော့ဒီ project အကြောင်းကိုအသေးစိတ်မပြောခင် brain နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အားထုတ်မှုတချို့ကိုကျွန်တော်ဒီမှာကျွန်တော်နည်းနည်း introduce လုပ်ပေးချင်ပါတယ်။ပြီးခဲ့တဲ့2020ခုနှစ်လောက်တည်းအောင် Super Brain စာအုပ်ကိုကျွန်တော်ထုတ်ပေးခဲ့ပါတယ်။ Super Brain စာအုပ်ဆိုလို့ရှိရင်ဒါစက်တေချင်းများထုတ်ဝေပေးသွားပြီ။ Genius King ဆိုလို့ရှိရင်16ကျင်း၊ Financial Intelligence ဆိုလို့ရှိရင်10ကျင်းနဲ့အခုနောက်ဆုံးထုတ်တဲ့ Emotional Intelligence ဆိုလို့ရှိရင်2ကျင်းလောက်ထုတ်ဝေပေးပါပြီ။ကျွန်တော်ရေးခဲ့တဲ့ဒီစာအုပ်တွေကကျွန်တော်ရဲ့ကိုယ်ပိုင်အသိပညာတွေမဟုတ်ပါဘူး။နိုင်ငံတကာအုံနောက်ပညာရှင်စိတ်ပညာရှင်ပေါင်းများစွာရဲ့စာအုပ်ပေါင်းများစွာကို reference ယူပြီးတော့မှကျန်တဲ့ရေးသားထားတာဖြစ်ပါတယ်။ ဒီစာအုပ်တွေကိုမေးစလို့စိတ်ဝင်စားရဆိုလို့ရှိရင် Digital Genius Facebook page မှာစာအုပ်အနေနဲ့ဝယ်ယူနိုင်တယ်လို့ Play Store မှာ Digital Genius e-library app ကို download လုပ်ပြီးတော့မှ e-book အနေနဲ့ဖတ်ရှုနိုင်ပါတယ်။ဆိုတော့ကျွန်တော်ပြောနေတဲ့ဒီ project အကြောင်းကိုဆက်ရမယ်ဆိုလို့ရှိရင်ဒီ project ကိုအဓိကလုပ်တာကတော့ဒါ MIT ရပါတော့။မေးစလို့ဒီ project အကြောင်းအသေးစိတ်ကိုအခုတမကျွန်တော်ပြောရဲဒီ link ကနေဒါအသေးစိတ်သွားပြီးကြည့်နိုင်ပါတယ်။ဒီ project ကိုလုပ်တဲ့တယောက်ကတော့တမဆိုလို့ရှိရင်ဒီ research scientist ပေါ့နော်။သူကနေဥဆောင်ပြီးတော့မှလုပ်တာ။အဲ့တော့ဒီ project မှာပါဝင်တဲ့ participant မှာစုစုပေါင်းတာ54ယောက်လောက်ပါတယ်။ဒါ session 1 2 3 4နဲ့သူတို့ လောက်ကြတာပေါ့နော်စုစုပေါင်းတင်ရကလမ်းနဲ့ချီပြီးတော့မှကြာပါမယ်။မင်းဆိုလို့ဒီ project အသေးစိတ်ကတော့ဒီမှာရေးထားတဲ့အသေးစိတ်တွေကတော့အများကြီးပဲ။မင်းဆိုလို့အသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်အခုဒီမှာ delay နေမှာတော်ပြီးဖတ်နိုင်တယ်။ကျွန်တော်ကတော့အခု DVD မှာတော့တို့လုပ်ခဲ့တဲ့ဒီ project တစ်ခုလုံးကိုကျွန်တော် summarize လုပ်ပြီးတော့မှကျွန်တော် DVD မှာပြန်လည်ညွှန်ပြပေးသားမှာဖြစ်ပါတယ်။သူတို့ရဲ့ဆန်းသက်တဲ့ project မှာလူပေါင်းတာ participant 54ယောက်ဝင်ကျွန်တော်ပါတယ်ဒါ session 1 2 3 4နဲ့ပေါ့နော်အဲ့မှာသူတို့ကဒီအဲ့ဒီ participant တွေကိုသူကအုပ်စု3ခုခွဲလိုက်တယ်ပေါ့နော်ဒါမှဆိုရင် LLM ရဲ့ search campaign ရဲ့ LLM ဆိုတဲ့ဟာကဒါ large language model တရားကဒါ AI ကိုပဲပြောတာပါ သူတို့အဲ့ဒီ group ၃ခုကိုသူကလိလဆန်တမ်းမှုတွေလုပ်တယ်ပြီးတော့ဒီဟာကိုသူက EEG နဲ့သူကဒီ brain ကို scan ဖတ်ပြီးတော့မှ brain activity တွေကိုသူကလိလဆန်တတ်တာပေါ့နော်ဒီအုပ်စု၃ခုလိလတဲ့အခါမှာမတူညီတဲ့ဒီလိလတွေ့ရှိမှုတွေတွေ့ရှိခဲ့တယ်အဲ့တော့အဲ့ဒီအုပ်စု၃ခုမှာပထမဆုံးအုပ်စုတစ်ခုကတော့ဒါ element ဒါ AI assistant ပေါ့သူက AI ကိုအခုဆိုလို့ရှိရင်ဒီပထမဆုံးအုပ်စုကဘာလဲဆိုတော့အခုလက်ရှိအခြေအနေမှာလူအများစုသုံးနေတဲ့ပုံစံ ျွန်တော်တို့ essay ရေးမယ်ပြီးလို့ကျွန်တော်တို့ဒီ project တစ်ခုလုပ်မယ်ကျွန်တော်တို့ဒီလုပ်တဲ့ project တွေဒီ plan ဆွဲတာတွေတော်တော်များကိုကျွန်တော် AI assistant နဲ့လုပ်ကြတယ်ဒါကဒီနေ့ခင်မှာလူများစုလုပ်နေတဲ့ပုံစံပေါ့နော်ဒီမျိုးစလုံးနဲ့ဒါ LLM group ကတော့အဲ့လိုပုံစံလုပ်တယ် AI နဲ့ तू ကဘာလုပ်ရလဲဆိုတော့ तू ကသူတို့လုပ်ရတဲ့ project ကဒါ SC ရေးတာတွေပါမယ်ပြီးလို့ရှိရင်တခြား activity တွေလည်းပါမယ်ပေါ့နော်အဲ့တော့ဒါမှဆိုလို့ရှိရင် तू ကအဲ့ဒီ AI prompt နဲ့ तू idea တွေပြီးလို့ရှိရင်တခြား revision တွေလုပ်တာတွေပြီးလို့ရှိရင် AI generated content တွေနဲ့ तू ကဒါလုပ်ရတာဒါဒီနေ့ဒီချိန်မှာလူများစွာဒါ ဒီ element group ပုံစံမျိုးဒီတိုင်းလုပ်နေကြတာပေါ့နော်အဲ့ဒါကအုပ်စုတစ်ခုပြောရရင်နောက်ထပ်အုပ်စုတစ်ခုကတော့ဒီဟာ search engine group ပေါ့ search engine group ကဒါအရင်သိပြီးခင်မစားခင်ဒါ2023မတိုင်နေမှာပေါ့နော်ပြီးကြတော့နှစ်နှစ်သုံးနှစ်မတိုင်ခင်မှာတော့လူတော်များကကျွန်တော်တို့ဒီ project လုပ်မယ်ကျွန်တော်တို့ဒီလုပ်ငန်းတွေလုပ်တဲ့အခါမှာဘာနဲ့လုပ်လဲဆိုတော့ကျွန်တော် Google search engine နဲ့လုပ်ကြတယ်ကျွန်တော်တို့တစ်ခုလုပ်ချင်မယ်ဆိုလို့ချင် search engine မှာသွားရှာတယ်သူကနေပြီးတော့မှရှာပေးတဲ့ website ပေါင်းများစွာကိုလေ့လာပြီးတော့မှလောရတာဖြစ်တဲ့အတွက်အချိန်ကုန်တယ်ကို effort တွေအများကြီး site ထွက်ရတယ် energy တွေအများကြီးကုန်တယ် ဒါပြီးခဲ့တဲ့3နှစ်လောက်ကလုတ်တဲ့လူတွေအများစုလုတ်တဲ့ပုံစံဒါ search engine group ပြောရှင်နောက်ဆုံး group တစ်ခုကတော့ဒါ brain only group ပေါ့ brain only group ကဘာလဲဆိုတော့ကျွန်တော်တို့ internet ခင်မစားခင်လွန်ခဲ့တဲ့ဒါဆက်စုနှစ်နှစ်ခု3ခုလောက်ကလူတွေ project လုတ်တဲ့ပုံစံမျိုးပေါ့နော်သူတို့က search engine တွေလည်းမသုံး AI တွေလည်းမသုံးအဓိကကလုံးဝကိုယ့်ရဲ့ဒီ brain ကိုပဲသုံးပြီးတော့မှသူတို့ project လုပ်ကြတာပေါ့နော်အဲ့လိုမျိုးဒီအဖွဲ့3ဘွဲ့ဒီ project လုတ်လိုက်တဲ့အခါမှာ သူတို့က result ကိုတည်ပြီးတမဆိုရင်လိမ့်လာဆန်တန်ကြတာပေါ့နော်အဲ့ဒီမှာအဲ့ဒီအဖွဲ၃ဖွဲကိုသူတို့ကဘာလုပ်လဲဆိုတော့တမဆိုရင်ဒီ EEG နဲ့သူတို့က brain activity တွေကိုသူကတိုင်းတာလာပေါ့နော် EEG နဲ့ဒီ brain wave တို့ဒီ brain activity တွေကိုသူတို့တိုင်းတာလာအဲ့ခါမှာဒီ EEG နဲ့ဒီ new အဲ့ဒီမှာ neuron connection တွေပေါ့နော်ကျွန်တော်တို့အုံနောက်ထဲမှာဒီအုံနောက်ဆဲပေါ့နော်အဓိကအကြဆုံးတာအုံနောက်ဆဲဆိုကတာ neuron လို့ခေါ်တယ်ကျွန်တော်တို့တက်ဆက်မှုတွေစဉ်းစားတွက်ကွက်မှုတွေလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီ neuron တွေချက်ဆက်ပြီးတော့မှလောက်ရတယ်။တူအဲ့ဒီ neuron connection တွေကိုဒါ EEG နဲ့တူတာအတိုင်းတယ်။ ပြီးတော့ကျွန်တော်ကတော့ဒီ NLP analysis ပေါ့ဒါ neuro linguistic programming သူ NLP analysis တွေလုပ်တယ်ပြီးလို့ရှိရင်သူတို့ရေးတဲ့အစေးတွေကိုဒါ human နဲ့ AI နဲ့ဟောဒါအမှတ်တွေပေးတယ်ပေါ့နော်နောက်တစ်ခုကတော့အဲ့ဒီအဖွဲ့တွေကိုသူကဒါမှဆိုရင် interview တယ်ပေါ့နော်အဲ့တော့သူတို့ data collection ကိုသူကဒီလိုမျိုးအဆင့်၄ဆင့်လောက်နဲ့သူတို့လုပ်လိုက်တယ်ပေါ့အဲ့တော့အခုတမှပြတဲ့ပုံကတော့ကျွန်တော်ဒီအုံနောက်အထဲမှာဒါ neuron connection တွေပေါ့နော်ကျွန်တော်ဒီ calculation တွေလုပ်မယ် memory တွေလုပ်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီစဉ်းစားတွက်ကုန်မှုတွေလုပ်မယ်ဆိုလို့ရှိရင်ဒီ neuron connection တွေတွေ့ရတယ် ဲ့တော့စဉ်းစားတွေ့ကောမှုခက်ခဲလေ neuron connectioning ကပို့ပြီးတော့မှများများ connection လောက်ရလေလေပေါ့နော်သူတို့အဲ့လိုမျိုးဒီတိုင်းတာလိုက်တဲ့အခါမှာသူတို့တွေ့ရှိတဲ့ဟာကဘာလဲဆိုတော့ brain only group ပေါ့နော် brain only group ဆိုတာလွန်ခဲ့တဲ့နှစ်ပေါင်း20 30လောက်ကဒါ internet တွေခင်မစားခင်မှာလူတော်များ project လုပ်တော့ကလူတွေ group ပေါ့နော်အဲ့လိုပုံစံမျိုးလုပ်တဲ့လူတွေကသူတို့ကဘာလဲဆိုတော့ highest neural connectivity နော်သူက neuron connection နဲ့အမြင်ဆုံးဖြစ်တာကိုတွေ့ရတယ်။ဘာကြောင့်လဲဆိုတော့သူက brain ကိုပဲအဓိကဦးစားပေးလုပ်တာဖြစ်တဲ့ brain ရဲ့စွမ်းဆောင်တွေပို့ပြီးမြင်စေတယ်။ brain အဲ့တော့ brain เนี่ยသူက neuron connection နဲ့ပို့ပြီးတော့မှသူက connection တွေပို့ပြီးလုပ်ရတယ်။ဘာကြောင့်လဲဆိုတော့သူကမြန်မြန်စဉ်းစားရလို့ဒါကဒီ brain only group ကတော့ neuron connection တွေပို့များတယ်။ပြီးတော့ search engine group ကတော့ neuron connection သူကအလယ်အလတ်လောက်ကိုလိုက်တယ်နောက်ဆုံး group ကတော့ဒါ LMM group LMM group ကျတော့သူကပြောတယ်တခုခုဆိုလို့ချင်တော့ AI ကိုခန့်လိုက်ရမယ် AI ဂျာကန်တို့တော်တော်များလုတ်ပေးတာဖြစ်တဲ့အတွက်သူတို့တွေကျတော့ဒါ weakness connectivity သူတို့ရဲ့ဒီ brain ကိုဒါ easy နဲ့ဒါ scan ဖတ်ကြည့်လိုက်တဲ့အခါမှာသူတို့ရဲ့ neuron connection ကအအနည်းဆုံးဖြစ်တယ်ဆိုတာကိုတွေ့ရတယ်ပြီးတော့ကျနောက်ထပ်ဗာလေးဆက်ပြီးတွေ့ရလေသလဲဆိုတော့သူတို့ရေးတဲ့ essay တွေပေါ့နော်သူတို့ရဲ့ဒီ essay quality ပေါ့အဲ့တော့ဒီ essay quality မှာဆိုလို့ရှိရင်လည်း brain only group က ရေးတဲ့အစေး quality ကအကောင်းဆုံးဖြစ်တယ် search engine ကတော့ဒုတိယလိုက်ပြီးတော့မှဒါ AI assistant နဲ့ရေးတဲ့ group ကတော့ဒါအဆိုးဆုံးဖြစ်တယ်ဆိုတာကိုတွေ့ရတယ်ပြီးလို့ရှိရင်နောက်ထပ်စိတ်ဝင်စားစရာတစ်ခုကဘာလဲဆိုတော့ဒီ cross over session ပေါ့နော် cross over ဆိုတဲ့အကကတော့ဘာလဲဆိုတော့ဒီ session 1 2 3 4တို့စမ်းတက်တာပေါ့အဲ့တော့တချို့လူတွေကအဲ့ဒီမှာဆိုကြပါဆိုအရင်တုန်းကတော့ဒါ LLM group ပေါ့နော်ဒါ AI assistant group AI assistant group မှာသူတို့ကလုပ်နေကြတယ်အဲ့ကနေနောက်တစ်ခါ brain only group ကိုပြန်ပြီးတော့မှ switch လုပ်ကြတယ် အဲ့တော့ brain only group ကို switch လုပ်ကြတဲ့အခါမှာ throw ရဲ့ဒီ neural engagement တွေကတိတိတသားကြီးကောင်းမလာပဲねပုံမှန်တိုင်း neural engagement တွေကနှိမ့်နေတယ်ဆိုတာတွေ့ရတယ်နော်အရင်က तू က AI ကိုအများကြီးသုံးခဲ့တယ် AI ကိုအများကြီးသုံးပြီးတော့မှဒါ brain ကိုပြန်ပြောင်းသုံးလိုက်တဲ့အခါမှာ neural connection ကတိတ်ပြီးတော့မှမကောင်းဘူးပေါ့နော်အဲ့ဒါကိုတွေ့ရတယ်ပြီးလို့ရှိရင်နောက်တစ်ခုကျတော့ तू ကပြောဆို brain only ကိုပဲအဓိကသုံးနေတဲ့လူတွေအဲ့တော့ brain only ကိုပဲအဓိကသုံးနေတဲ့လူတွေကနေက ပြီးတော့မှသူကဒီ AI group ကိုပြန်ပြောင်းသုံးလိုက်တဲ့အခါမှာတော့သူရဲ့ဒီ memory improvement နေရာဒါအတိုင်းအတာတစ်ခုဒီကောင်းနေဆိုတာတွေ့ရတယ်။ပြောရရင် तू ကဒီ search group လောက်ဒါအလယ်လတ်လောက်တော့ဒါကောင်းနေဆိုတာတွေ့ရတယ်ပေါ့။ဒီတရှိမှုနှစ်ခုကနေကျွန်တော်ဘာကိုဆက်ဆက်ပြီးတွေ့လို့ရလဲဆိုတော့ပထမတစ်ခုကဘာနဲ့စင်တူလဲဆိုတော့အရင်တော့ဒါ AI သုံးတဲ့လူတွေ AI သုံးပြီးတော့မှနောက်ပိုင်း brain ကိုသုံးတဲ့အခါမှာသူရဲ့ connection တိတ်ပြီး true channel မရှိတော့ဘူး။အဲ့ဒါကကျွန်တော်တို့စူပါစုငငယ်ရွယ်မှာကလေးတွေပေါ့နော်။ငငယ်ရွယ်မှာသူက AI ဘက်တက်ချက်သုံးခဲ့မယ်။ AI ကိုတောင်းလျှောက်သုံးခဲ့ပြီးတော့မှကြီးတော့မှ brain only ကိုပြန်ပြောင်းသုံးနေဆိုလို့ရှိရင် total မှာတိတ်ပြန်မှာမတွေ့ရတော့ဒါကပထမ group နဲ့ send တူတဲ့ပုံစံမျိုးပေါ့နော်ဒုတိယ group ကျတော့သူကဘာလဲဆိုတော့ဘယ်လိုပုံစံမျိုးလဲဆိုတော့ငငယ်ရွယ်အသင်ယူလင့်လာတဲ့ကာလမှာတော့ brain only ကိုပဲအဓိကသုံးခဲ့တယ် brain only ကိုအဓိကသုံးခဲ့ပြီးတော့မှနောက်ပိုင်းကျတော့မှ AI ကိုပြောင်းသုံးတဲ့ခါမှာတော့သူရဲ့ performance ကဒါမဆိုးဆိုတာပြောလို့ရတယ်အဲ့တော့ဒီစမ်းသပ်မှုကိုအဓိက summarize လုပ်လိုက်မယ်ဆိုလို့ရှိရင် AI ကိုများများသုံးခြင်းအပြင်ဒါ critical thinking တွေကို ရော့ချစေတယ်ပြီးတော့ long term retention တွေကိုလည်းအားနည်းစေတယ်ပြီးတော့ educational growth ပေါ့နော်ကိုယ့်ရဲ့ learning တိုးတက်မှုမျိုးကိုလည်းဒါအနိုင်ရှိစေနိုင်တယ်ဆိုတာကိုတွေ့ရပါတယ်အဲ့တော့မစ္စလိုကအာဒါ AI သုံးတာကောင်းတာပဲဒီလိုဆိုးကျတယ်မဖြစ်တော့ပါဘူးဆိုပြီးမစ္စလိုထင်ကောင်းထင်လိုက်မယ်အခုကျွန်တော်ပြောရတဲ့ဟာတွေကဒါကျွန်တော်အားမဟုတ်ဘူးဒါအနောက်တိုင်းကဒါသူတို့စံသတ်ထားတာတွေပေါ့နော်အဲ့တော့မစ္စလိုကိုယ်တိုင်လည်းပဲကျွန်တော်တို့ ပန်ဝန်းကျင်မှာဟိုအရင်တုန်းကဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေနဲ့ကျွန်တော်နှိုင်းယှဉ်ပြီးတော့မှစဉ်းစားလို့ရတယ်။အဲ့တော့ကျွန်တော်တို့ပြီးခဲ့တဲ့ဆက်စုနှစ်အနည်းငယ်ကိုပြန်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီခေပြောင်းတွန်လိုင်းတွေအမျိုးမျိုးပြောင်းခဲ့တယ်။အရင်တုန်းဒါဆက်မှုတွန်လိုင်းတွေကားတွေပြီးလို့ရှိရင်လျှက်စစ်တွေပြီးလို့ရှိရင်နောက်ဆုံးဒါ anti-kit တာအမျိုးမျိုးပြောင်းခဲ့တယ်။အဲ့ဒီပြောင်းခဲ့တဲ့ kit တွေမှာဟိုအရင်တုန်းကပြီးခဲ့တဲ့ဆက်စုနှစ်အနည်းငယ်မှာတော့ကျွန်တော်တို့ကားတို့ဆိုင်ကယ်တို့မပေါ်ခင်တော့ကျွန်တော်တို့လူတွေကကိုလက်လူရှောင်မှုပို့ပြီးလောက်ရတယ်။ပစ္စည်းလေးတွေမားတဲ့အခါမှာကျွန်တော်တို့ကိုယ်တိုင်မားရတယ်။ကျွန်တော်ခီးသွားတဲ့အခါမှာလူကိုယ်တိုင်ကိုယ့်ခြေထောက်နဲ့ကိုယ်သွားရတယ်။ ဲ့ခါမှာလူတွေကမလို့ဆိုတော့ကိုလက်လှောက်ချမှုပိုများတာဖြစ်တဲ့တည်းသူတို့ရဲ့ကျမတွေပိုကောင်းတယ်လူတွေအဝလုံးတဲ့လူတွေလို့တိတ်ပြီးမရှိသလောက်ပဲဒါပေမဲ့နောက်ပိုင်းမှာခက်တွေတိုးတက်လာတာနဲ့အများလူတွေသွားတဲ့နေရာမှာဒီဆိုင်ကယ်ကားတွေပေါ်လာတယ်ပြီးတော့ပစ္စည်းတွေမားတဲ့ခါမှာစက်တရာကိုကူတော့မှမပေးအဲ့တော့ဘာဖြစ်လဲဆိုတော့လူတွေကပိုပြီးတက်တာတယ်အဲ့တော့လူတွေတက်တာလာတာနဲ့အများလူတွေကိုလဲလှုပ်ရှားမှုတွေလည်းနည်းလာတယ်။အဲ့တော့သူ့ရဲ့ side effect တွေကဘာဖြစ်လဲဆိုတော့အခုနောက်ပိုင်းမှာလူတွေအဝလုံးနဲ့ လူတွေပို့ပြီးများလာတယ်ပြီးတော့ကျမတွေလည်းပို့ပြီးချူကြလာတယ်လူငယ်တဲ့ဆယ်စုနှစ်နှစ်ခုသုံးခုလောက်ကအမေဆိုလို့ဗမာမှာကျွန်တော်တို့ဂျင်ခန့်မှာဆိုတာမရှိဘူးဘာကြောင့်လဲဆိုတော့လူတွေကကိုယ်လက်လှုပ်ရှားနေတာဖြစ်တဲ့အတွက်ဂျင်နေဆော့ပြမလို့ဒါပေမဲ့အခုနောက်ပိုင်းဆယ်စုနှစ်တခုလောက်တည်းမှာရန်ကုန်မှာမြန်မာနိုင်ငံမှာတော့ဂျင်နေအများကြီးတွေ့နေရတယ်ဘာကြောင့်လဲဆိုတော့လူတွေကိုယ်လက်လှုပ်ရှားမှုနည်းလာတာဖြစ်တဲ့အတွက်တမင်းကိုဂျင်ဆော့ပြရတယ်လူငယ်တဲ့ဆယ်စုနှစ်တည်းတုန်းကဒါဂျင်ဆော့ပြမလို့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်ကတဘာဝအတိုင်းကိုယ်လက်လှုပ်ရှားမှုကဒါရှိနေရတာနောက်ပိုင်းမှာစက်တွေစားထုတ်လာတဲ့အခါမှာအဲ့ဒီကိုယ်လက်လှုပ်ရှားမှုတွေကဒါ နင်းသွားတယ်เนาะအဲ့တော့ကျွန်တော်တို့ဒီ brain ရဲ့ function ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှင်က function တွေကတော့ဒါအများကြီးပဲ brain လောက်ရတဲ့ function တွေပေါ့เนาะအဲ့တော့ဒီ function တွေကိုကျွန်တော်တို့အကြမ်းကြီး categorize လုပ်လိုက်မယ်ဆိုလို့ရှင်ကျွန်တော်တို့ brain လုပ်ပေးရတဲ့ function ကဒါခန္ဓာကိုယ်လှုပ်ရှားမှုတွေလုပ်ပေးရတယ်ပြီးလို့ရှင်ဒါအပေါင်းတို့အများစားတွက်ချက်မှုတွေလုပ်ပေးရတယ်ပြီးလို့ရှင် memory ကျွန်တော်မှတ်ဉာဏ်တွေလုပ်ရတယ်ပြီးလို့ရှင် thinking တွေစဉ်းစားတွက်ချက်မှုတွေလုပ်ရတယ်အဲ့ဒီညမှာကျွန်တော်တို့ဒီခန္ဓာကိုယ်လှုပ်ရှားမှုတွေအတွက်ကိုစက်တရားနေရာယူလာတော့ကျွန်တော်လှုပ်ရှားမှုတွေတဖြည်းဖြည်းနည်းလာတယ် လှုပ်ရှားမှုနဲတာဖြစ်တဲ့လူကပို့ပြီးတက်တာလာတယ်အဲ့ဒါလှုပ်ရှားမှုနဲတာဖြစ်တဲ့လူကသူ့ရဲ့ site ဖက်အနေနဲ့လူတွေပို့ပြီးတော့မှဝလာတယ်ဒါကျမ်းမာတွေပို့ပြီးချူကြလာတယ်ပြီးလို့ရှိရင်နောက်တစ်ခုကတော့ဒီ calculation အတွက်ကို calculator တွေပေါ်လာတယ်အဲ့တော့ကျွန်တော်တို့အရင်တုန်းကပေါင်းတော့အများစားတွေမှာကျွန်တော်အလွယ်တကူတွက်နိုင်ပေမဲ့နောက်ပိုင်းမှာကျွန်တော်အကောင်လုံးကို calculator နဲ့တွက်နေတာဖြစ်တဲ့အတွက်ကျွန်တော် calculation တွေမှာလည်းကျွန်တော်နည်းနည်းအားနည်းလာတယ်။နောက်တစ်ခု memory ဟုတ်အရင်တုန်းကဆိုကျွန်တော် phone number တွေတော်တော်များမှတ်မိတယ်ကျွန်တော်လမ်းကြောင်းတွေကိုသွားမဲ့နေရာလမ်းကြောင်းတွေမှတ်မိတယ်ဒါပေမဲ့အခုနောက်ပိုင်း phone ပေါ်လာတဲ့အခါမှာ memorial phone ကလုတ်ပေးတာဖြစ်တဲ့အတွက်ခုနောက်ပိုင်းကျွန်တော်တို့ကဖုန်းနံပါတ်တွေလည်းမမှတ်မိတော့သွားမယ်လမ်းကြောင်းတွေလည်းကျွန်တော်တို့က Google Map နဲ့သွားနေရတာဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ့ဒီမှတ်ဉာဏ်တွေကတိတ်ပြီးမလုတ်ဖြစ်တော့ဘူးပေါ့နော်အဲ့တော့ဒီဟာလည်းပြဿနာမရှိသေးဘူးကျွန်တော်တို့တက်ဖို့လိုတဲ့ခါတိုင်းကျွန်တော်တို့ဘေးနားမှာဖုန်းရှိနေသေးတယ်ကျွန်တော်ဖုန်းကကောက်လဲလုတ်ပေးနေတယ်ဖုန်းရှိနေသေးတယ်ကျွန်တော်မှတ်ဉာဏ်တွေကမှတ်ပေးနေလို့ရသေးတယ်နော်ဒါပေမဲ့အဓိကကျွန်တော်တို့ရဲ့ brain အဓိက major function ဖြစ်တဲ့ကျွန်တော်တို့ thinking ဆိုတဲ့ function ကကျွန်တော်တို့ကောင်းကောင်းလုတ်နေရသေးတယ်ဒါအရင်တော့ ဒါပေမဲ့အခုနောက်ပိုင်းကို2023နောက်ပိုင်းဒါ AI ခေစားပြီးတော့နောက်ပိုင်းမှာအဲ့ဒီသင်ကင်းကိုပါဒါ AI ကနေကူလုပ်ပေးလာတယ်နော်အရင်တော့ဒါ movement နေ calculation နေ memory တုံးကစက်တရာကူလုပ်ပေးတဲ့အခါမှာသိပြီးပြဿနာမရှိသေးပေမဲ့အခုအဓိကဒီ brain function ဖြစ်တဲ့သင်ကင်းကိုပါ AI ကရန်တော့တော်တော်များများလုတ်ပေးနေပြီဆိုလို့ရှင်တော့ဒီဟာကပြဿနာပို့ပြီးတော့မှရှင်းနိုင်တယ် ဒါကြောင့်မလို့လည်းပဲအခုဒီ AI ရဲ့ side effect နဲ့ပတ်သက်ပြီးတော့ဒီအနောက်တိုင်းမှာပညာရှင်တွေဒါလေ့လာဆန်းသပ်မှုတွေလုပ်နေတယ်ပြီးလို့ရှင်ဒါဆွေးနွေးပွဲတွေသူတို့လုပ်ခဲ့တယ်ပေါ့နော်နောက်ထပ်ရှင်းပြစင်ညာကတော့ကျွန်တော်ဒီဆွေးနွေးပွဲတစ်ခုပေါ့နော်ဒီညာကတော့ဒန်ယာရော့ CEO channel ကနေပြီးတော့မှဘုံနှပ်ပညာရှင်စိတ်ပညာရှင်တွေသူတို့ဒါ discussion လုပ်ထားတဲ့ video လေးတစ်ခုပေါ့နော်အဲ့ဒီကနေကျွန်တော်ပြန်လေးညောင်းပေးမှာအခုဒီမှာဆိုလို့ရှင်ဒီ Dr. Terry ဆိုတဲ့တယောက်က Neuroscience Department ရဲ့ Professor တယောက်ပြီးလို့ရှင် Dr. Daniel ဆိုတဲ့တယောက်ကတော့သူကတော့ဒီစိတ်ပညာရှင်ပေါ့သူတို့တွေဆွေးနွေးကြတဲ့အထင်ကတစ်ခုကပါလဲဆိုတော့ လက်ရှိရန် generation ကကျွန်တော်တို့ကမ္ဘာတမိုင်းတခြားမှာဒါစစ်ကက် generation ပြောလို့ရှိရင်ဒီရုပ်ပန်းဆိုင်ရာရတော့အများကြီးပုံမျိုးတွတ်တက်လာတယ်ဒါပေမဲ့စိတ်ပန်းဆိုင်ရာမှာအများကြီးကိုအားနယ်လာတယ်နော်သူတို့ဒီလိလဆန်းသက်တဲ့ report တစ်ခုရဆိုလို့ရှိရင်ဒါ teenage girls တွေပေါ့နော်ဒါ teenage girls တွေရဲ့58ရာခိုင်နှုန်းကသူတို့တော်များမပြောတော့စိတ်တက်ကြနေကြတယ်1နဲ့နေကြတယ်58ရာခိုင်နှုန်းဆိုတော့ဒါအင်တာများတဲ့ဟာ နော်ပြီးလို့ရှိရင်နောက်ထပ်တစ်ခုကဘာလဲဆိုတော့ဒီ32ရာခိုင်နှုန်းကကိုကိုကိုတက်သေးဖို့တောင်မှတွေးကြတဲ့လူတွေနော်ဒါတွေးရုံပဲတွေးသေးတာနောက်လို့24ရာခိုင်နှုန်းကျတော့ကိုကိုကိုတက်သေးဖို့အတွက် plan လုပ်ဖို့ကြတယ်နော်24ရာခိုင်နှုန်းကတော့ကိုကိုကိုတက်သေးဖို့အတွက် plan လုပ်ဖို့ကြတယ်အဲ့ဒီအထဲကမှ73ရာခိုင်နှုန်းကတော့ကိုကိုကိုတက်သေးဖို့ကိုစူးစမ်းခဲ့ဖို့ကြတယ်နော်ပြောလို့ရှိရင်ဒီ73ရာခိုင်နှုန်းဆိုတာဒါအင်တာများတဲ့ပမာဏပေါ့နော်ဒီဟာကတော့ဒါ CDC ကနေတာက လေ့လံထားရတာပေါ့နော်အဲ့တော့ဒီ site manager ပြောနေရရပါလဲဆိုတော့အခုအဲ့လိုမျိုးကြုံတွေ့ခဲ့ရတဲ့ဆိုတဲ့ဟာကဒီဟာတာ social media ရဲ့ effect ပဲရှိတယ်အဲ့တော့ social media မှာကျွန်တော် TikTok တို့ Facebook တို့ဒီ social media အများစုရဲ့ effect ကြောင့်ဒီ click တွေတော်များမှာဒီလိုမျိုး mindset နဲ့ပတ်သက်ပြီးတော့ဒီလိုမျိုး side effect လေးတွေရှိနေကြတယ်နော်ဒါကဒါ social media ရဲ့ effect ပဲရှိတယ်လက်ရှိကြုံတွေ့နေတာ AI ရဲ့ effect ကတိတ်ပြီးမပါသေးပါနော်သူပြောနေတာကပါလဲဆိုတော့ AI ရဲ့ effect ကဒီထက်ပိုပြီးတော့မှတော့ဒါ dangerous ဖြစ်နိုင်တယ် နော်ဘာကြောင့်လဲဆိုတော့စစကျွန်တော်ပြောတဲ့ brain function တွေမှာတော်တော်များများကို AI ကကုလုပ်ပေးတော့မှာအဲ့တော့တော်တော်များကို AI ကကုလုပ်ပေးမှာဖြစ်တဲ့တော့နောက်ဆုံးကျွန်တော်အဓိက brain ရဲ့ function ဖြစ်တဲ့ critical thinking ကလေးတွေတော်တော်များလူငယ်တွေတော်တော်များက critical thinking ကိုကိုယ်တိုင်လုပ်ဆရာမလို့တော့ဘူး thinking ကို AI ကစဉ်းစားပေးနေတာကြာလာပြီဆိုလို့ရှိရင်အဲ့ဒီကလေးတွေလူငယ်တွေတော်တော်များမှာသူတို့မှာ critical thinking အားနည်းလာအဲ့တော့ critical thinking အားနည်းလာတဲ့အခါမှာ လူငယ်တွေကလေးတွေတော်များကမလုပ်တဲ့နေရာတွေလောက်ကြတာတွေအဲ့ဒါတွေကပို့ပြီးတော့မှများလာနိုင်တယ်အဲ့တော့လက်ရှိအချိန်ဒီမှာကျွန်တော်တို့ကဆိုကြတော့အခုဆိုရင်ကျွန်တော်တို့ generation ဆိုလို့ရှိရင်ကော်ပိုရိတာ၃နာများတယ်ဒီဖုန်းတွေ၃နာများတာဖြစ်တယ်ကျွန်တော်တို့တိတ်ပြီးမတွက်နိုင်တော့ဘူးပြီးလို့ရှိရင်တိတ်ပြီးတော့မှမှတ်ညံမလုပ်နိုင်တော့ဘူး ဒါပေမဲ့ကျွန်တော်တို့ generation ကကျွန်တော်တို့ဒါအသက်40ဝန်းကျင် generation ဆိုလို့ရှင်ဘာပြောတာကျွန်တော် AI သုံးတာနည်းသေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကကျွန်တော် generation ကဒါ thinking ဘက်မှာတော့ကျွန်တော်ဟိုအရင်တုန်းကနေဒီနေ့ဒီချိန်ထိကျွန်တော်တို့က thinking ဘက်မှာကိုယ်ကိုယ်တိုင်တွေးခဲ့ရတာဒါပေမဲ့နောက်လာမဲ့ generation တွေကျတော့အဲ့ဒီ thinking ကို AI ကတွေးပေးမှာ AI တွေးပေးတာများလာမယ်ဆိုလို့ရှင်သူတို့မှာ critical thinking ကပို့ပြီးတော့မှအားနည်းလာမယ် critical thinking အားနည်းလာတာနဲ့အမျှကျွန်တော်တို့က အမှားမှန်ကိုဝေဖန်ပန်းချနိုင်တဲ့နှုန်းပို့ပြီးတော့မှနည်းလာမှာဒါဆိုလို့ရှိရင်ဒါ AI cipher ကပို့ပြီးတော့မှကြီးနိုင်တယ်ဆိုပြီးတော့မှဒီစိတ်ပညာရှင်ဒန်နီယယ်ကသူကနေဒါဆိုရင်ပြီးတော့မှဒါပြောထားတာပေါ့နော်အဲ့တော့သူပြောတဲ့ဟာအရာဆိုလို့ရှိရင်ကျွန်တော်တို့ကလက်ရှိဒါ AI ခက်မှာ AI လုံးလုံးမသုံးအောင်လို့ပြောတာမဟုတ်ပါဘူးနော် AI ကဒါလက်ရှိလိုအပ်ချက်အရကျွန်တော်တို့အလုပ်တွေကိုကုလုပ်ဖို့အတွက်သုံးလို့သုံးရမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့ရဲ့ site ဖဲနည်းအောင်ဘယ်လိုသုံးတယ်လဲဆိုပြီးဒါသူ့အကြံပေးထားတာရှိတယ်။အဲ့ဒါဘာလဲဆိုတော့ အဲ့တော့အရင်ကသုံးမယ်ဆိုလို့ရှင်ကိုယ့်အလုပ်ကို100%လုပ်ပေးဖို့အတွက်မသုံးနဲ့ Don't use it to do your work ပေါ့ဘယ်လိုသုံးအောင်လဲဆိုတော့ inter at ဘယ်နော် inter with this to get better work ပေါ့နော်တရားကိုကျွန်တော်ဥပမာပေးရမယ်ဆိုလို့ရှင်ဆိုပါစို့ company တခုရဲ့ MD တရားကသုံးတယ်လို့မျိုးဒီ company နဲ့ပတ်သက်ပြီးလုပ်ဆရာရှိတယ် तू အကုန်သိရယ်ဒါမဲ့ तू လုပ်လို့ရှင် तू အချိန်ကုန်မယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ personal assistant ကိုယ့်ရဲ့ secretary ကိုကျန်နေရတယ်လောက်ခိုင်းတယ်ဘာလို့ဆိုအချိန်ကုန်တက်တာအောင် energy တက်တာအောင်ကျန်နေလို့လောက်ခိုင်းတာလောက်ရမယ့်ဟာတွေ तू အကုန်သိရယ် နော်အဲ့လိုမျိုးသုံးတယ်ဆိုလို့ရှိရင်တရားကတာ entire ဖြစ်တာနော် တကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့ကုမ္ပဏီကြောင်းဘာမှမသိဘူးဆိုပါစို့ကျွန်တော်တို့ဒီ marketing plan လောက်မယ်နော်အဲ့တော့အပေါ်ပုံစံမျိုးသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကိုယ့်ရဲ့ business plan ရေးပြပါ marketing plan ရေးပြပါဆိုလို့ရှိရင်ကိုကဘာမှမသိဘဲနဲ့ကိုလုံးအောင် plan တစ်ခုလုံးကိုဒီ AI ကနေအကုန်လုံး100%ဒီမှာအကုန်လုံးလုပ်ပြသွားဆိုလို့ရှိရင်ဒီ process နဲ့ပတ်သက်ပြီးကိုကဘာမှမသိဘူး နော်ဒီမှာ intent လုပ်တဲ့ပုံစံကျတော့ဒီကအဟာတွေကိုအကောင်လုံးတီးပြီးသားတီးပြီးသားဟိုမှာသူ့ကိုကျွန်တော်တချို့အပိုင်းလေးတွေငါတော့ဒီညာပိုင်းမှာဒီလိုလိုချင်တယ်ဒီမှာဒီလိုလိုချင်တယ် individual အကောင်လုံးရေးရေးပြီးတော့မှသူရေးလာတယ်ဆိုလို့ရှိရင်သူ့ဥစားကိုကျွန်တော်100%ယူတာမျိုးမဟုတ်ဘဲနာဟာဒီညာလေးကတော့လိုတယ်ဒီညာကိုပြန်ပြန်ပေါ့နော်စသဖြင့်အဲ့လိုမျိုး intent လုပ်တဲ့ပုံစံမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ critical thinking ကိုသူ့ကိုကျွန်တော်တို့100% handover လုပ်လိုက်တာမဟုတ်ဘူးကျွန်တော်တို့ကလည်း critical thinking လုပ်နေရတယ်နော်ပြောလို့ရှိရင်ကိုအထက်လူကြီးကနေပြီးတော့မှကိုယ့်ရဲ့ assistant နဲ့ကျွန်တော် internet လောက်တဲ့ပုံစံမျိုးသုံးတာကပိုပြီးအဆင်ပြေတယ် အဲ့တော့ဒီညမှာဘယ်လိုလူမျိုးတွေอ่ะ entire လုတ်ဖြစ်มาလဲဆိုတော့ဆိုပါစို့ငယ်တဲ့အများကြီးလေးလာထားခဲ့တဲ့လူတွေဒီ knowledge ပိုင်းအရာအတွေ့အကြုံအရာအတိုင်းအတာတစ်ခုထိရှိနေတဲ့လူတွေဆိုရင်တော့ဒီလိုမျိုး entire တဲ့လုတ်ဖြစ်ဖို့များတယ်ဒါပေမဲ့ကလေးတွေအခုမှလိလကားစားလူငယ်တွေအနေနဲ့ဆိုလို့ရှိရင်တော့ဘာဖြစ်မလဲဆိုတော့ဒီအပေါ်ကပုံစံမျိုး AIU ပဲအဓိကအားကိုးဖို့ရာခိုင်နှုန်းပုံများတယ်။ဘာကြောင့်လဲဆိုတော့သူတို့ကအခုမှဒါ landing လုပ်နေတဲ့လူတွေ။အဲ့တော့ landing လုပ်နေတဲ့လူတွေဆိုတော့တော့သိပ်ပြီးမသိသေးဘူး။သိပ်ပြီးမသိသေးတဲ့ဖြစ်တယ်လေ။သူတို့လုံးဝမဲ့ဟာ drone များကို AIU ကိုလောက်ခိုင်းတယ်။အဲ့လိုမျိုးဆိုတော့ပို့ပြီးတော့မှအနည်းငယ်ရှိနိုင်တယ်။နော်။အဲ့တော့ကျွန်တော်တို့ဒီပို့ပြီးတော့မှဒီနှစ်ချက်ကိုမြင်တာကိုကျွန်တော်ဥပမာထပ်ပေးရမယ်ဆိုလို့ရှိရင်ဒီ programming လောကမှာဆိုလို့ရှိရင်ခု AI ကဒါ program တွေရေးပေးနိုင်တယ် နော်အဲ့တော့ကျွန်တော်မင်းဆိုရင်တချို့ကျွန်တော်မေ့ကြည့်တဲ့အခါမှာတို့ရဲ့ anti-ID မှာပေါ့နော်အတွက်ကြောင့်စနေနောက်ရှိတဲ့လူတွေဆိုလို့ရှိရင်ဒါ AI ကိုရာခိုင်နှုန်းတော်များတုံးတာပြဿနာမရှိဘာကြောင့်လဲဆိုတော့တို့ကိုယ်နဲ့တီးပြီးသားတို့လုပ်မဲ့အလုပ်ကိုဒါ AI ကို assistant အနေနဲ့လုပ်ခန်းနေတာဒါပေမဲ့အခုမှ programming ကိုလေ့လာကစားလူတွေအနေနဲ့ AI ကို100% rely လုပ်ပြီးမှရေးခိုင်းမယ်ဆိုလို့ရှိရင်တို့မှာဒီဒီ coding နဲ့ပတ်သက်ပြီးတော့ဒီ coding logic တွေဒီ programming concept တွေကိုတို့မှာကောင်းကောင်းမစင်စမ်းမလေ့လာဖြစ်တဲ့အတွက်တို့မှာ project တော့ပြီးသွားမယ်ဒါပေမဲ့ ဒီ project နဲ့ပတ်သက်တဲ့ဒီ critical thinking တွေဒါ logic တွေကို तू ကောင်းကောင်းလေ့လာပြတာမှမဟုတ်တော့ဘူးအဲ့ဒါဆိုလို့ရှိရင်ရည်ရှိမှာသူတို့ရဲ့ thinking ပါပါအများကြီးအားနည်းလာမှာဖြစ်တယ်ဟုတ်နော်ဒါကြောင့်မလို့မဲဆိုလို့ဒီ programming မှာပဲဖြစ်ဖြစ်ကျွန်တော်တို့တခြားဘယ်နေရာမှာပဲဖြစ်ဖြစ်ကျွန်တော် AI ကိုလက်ရှိအခြေအနေကသုံးလို့သုံးရမယ်ဒါပေမဲ့သူ့ပုံမှာ100% reliable လောက်ပြီးတော့မှသုံးနေတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ personal assistant အနေနဲ့ဒါ internet အနေနဲ့သုံးတယ်ဆိုလို့ရှိရင်တော့ဒါမဲဆိုလို့ရဲ့ဒါ brain power ကိုထိခိုက်မှုညှော်နေစီမှာဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ရဲ့ brand ရလည်းပဲကျွန်တော် masteria လို့ပဲကျွန်တော် masteria မြန်မြန်လှုပ်ရှားမှုများလေလေဒီ masteria ပို့ပြီးတော့မှတောင်းတင်းလေလေအဲ့တော့အဲ့လိုပဲကျွန်တော်တို့ရဲ့ brand ကစဉ်းစားတွေးခေါ်မှုများလေလေ brand ကပို့ပြီးတော့မှထက်လေလေအဲ့တော့ကျွန်တော်တို့ရဲ့ brand လောက်အောင်မယ့်အလုပ်ကို AI ကိုရာခိုင်နှုန်းတော်မများဟန်နူပါလှုပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ brain power ရောက်ကြလာနိုင်တယ်အဲ့တော့မဲဆိုလို့ brain နဲ့ပတ်သက်ပြီးတော့ IQ အကြောင်း EQ အကြောင်းနေနဲ့ financial analysis အကြောင်းတွေကိုအသေးစိတ်ဆက်လက်လေ့လာခြင်းနဲ့ဆိုလို့ရှိရင် digital genius facebook page မှာစာအုပ် order မှာယူနိုင်တယ်လို့မျိုး Play Store မှာ Digital Genius eLibrary app ကို download လုပ်ပြီးတော့ ebook အနေနဲ့ဖတ်ရှုနိုင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။နောက်လာမယ့် video တွေမှာဆက်လက်ဆောင်တွေ့ပါမယ်။